ားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ25ရက်နေ့3လ2025နေကုန်အတွက်ဒုတိယလေးကိုကျွန်တော်တွေ့ပြပေးတော့ပါမယ်ပထမဆုံးကျွန်တော်တို့ဆက်နလက်နော်ဆက်နနိုင်10မိနစ်အတွက်စာပြီးကျွန်တော်တို့ကြည့်ပေးပါခင်ဗျာနော်ဆက်နနိုင်10မိနစ်အတွက်ပထမဆုံးထိပ်စီးပိုင်းလေးပေါ့နော်ပထမဆုံးထိပ်စီးပိုင်းလေးကကျွန်တော်တို့ဒီဟာ9ရက်4ရက်6ရက်ဒီ ျွန်တော်သုံးလုံးပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်းက10 18เนาะ18နဲ့9ရဲ့ပါဝါက2ဖြစ်ပါတယ်။ဟုတ်ပြီเนาะ9ရဲ့ပါဝါက2ဆိုတော့ဒီမှာကျွန်တော်တို့ဗာထိတ်ထိဆိုတော့เนาะနှစ်ထိတ်စီလေးထွက်သွားတယ်ခင်ဗျာเนาะ4 6 9ပေါင်းခြင်း10 18 18ဆိုတော့9ရဲ့ပါဝါက2နှစ်ထိတ်စီဒီမှာထွက်တာတယ်เนาะအဲ့ဒီအတိုင်းပဲကျွန်တော်တို့နောက်တစ်ခုဆက်ကြည့်မယ်ဆိုရင်နောက်တစ်ခုကလည်းဒီက2ရဲ့6ရဲ့6ရဲ့ဒီ ကျွန်တော်တို့သုံးလုံးပေါင်းချင်းက12 14 4ရဲ့ပါဝါက9ပါခင်ဗျာเนาะ4ပါဝါ9ဖြစ်တော့ဒီမှာလည်းကျွန်တော်တို့ဗာထိတ်စီထွက်သွားတယ်9ထိတ်စီလေးထွက်သွားပါတယ်ဟုတ်ပြီเนาะနောက်တစ်ခုဒါကြောင့်မလာမဲ့ကျွန်တော်တို့ဒီ25ရက်နေ့12နိုင်10မိနစ်မှာเนาะ25 12နိုင်10မိနစ်မှာဖြတ်နိုင်ကြီးစီလေးထိတ်စီရဒီသုံးလုံးပေါင်းချင်းနော်ဒီသုံးလုံးပေါင်းချင်းကကျွန်တော်တို့봐ရမယ်ဒီမှာဆိုရင်8 9နဲ့ပေါင်းတော့16 9ရဲ့ပါဝါက နှစ်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့က72နိုင်10မိနစ်မှာကျွန်တော်တို့နှစ်ထိပ်စီကျလုံးရသွားပြီခင်ဗျဟုတ်ပြီเนาะဒါကတော့ခဏလက်တောင်းပါဒီနေ့လက်တောင်းရင်တော့เนาะဒီမမှန်ဒီအဖွင့်နေကျနေတာနေမနေ့ကလက်တောင်းတဲ့လူတွေတော့ပေါက်သွားတယ်ခင်ဗျနှစ်3 3နှစ်เนาะကျွန်တော်ကိုမရှာတော့တော့ဘာပြေးလို့ကျွန်တော်လည်းပြန်ပြေးလိုက်တာပေါက်တော့ပေါက်ပါတယ်ခင်ဗျအချို့ပေါက်တဲ့လူတွေနော်ပြန်ပြီးတော့လှူပါတယ်အားကြောင့်နော်ဖြူကြတဲ့လိုချင်တဲ့ကဏ္ဍလေးစီစီရင်ကျွန်တော်စီမှာလက်တောင်းလို့ရပါတယ်ခင်ဗျနော်အနည်းကလေးလက်တောင်းလို့ရပါတယ် ဟုတ်ပြီနော်အခုလို့ကျွန်တော်တို့နော်22နာရီ10မိနစ်အတွက်နှစ်ထည့်စီဒီကျွန်တော်တို့ကြလုံးရသွားပြီ25ရက်နေ့3လ2025 22 10မိနစ်အတွက်နှစ်ထည့်စီကြလုံးရသွားပြီကျွန်တော်တို့အပိတ်လေးကိုပြန်ကြည့်မယ်ခင်ဗျာနော်အပိတ်ကဏ္ဍလေးကိုပြန်ကြည့်ပြပါဟုတ်ပြီနော်အပိတ်ကဏ္ဍလေးကဖြစ်နိုင်ရှိတဲ့အပိတ်ကဏ္ဍလေးကဘာလာမလဲဆိုတော့ကျွန်တော်တို့ဒီကငါးလုံးပေါင်းခြင်းပေါ့နော်ဒီက6ရဲ့2ရဲ့8ရဲ့4ရဲ့ပြီးတော့ဒီက1ရဲ့ ဟုတ်ပြီနော်6 2 8 4 1နော်6နဲ့4နဲ့ပေါင်းတော့12နဲ့8နဲ့ပေါင်း10 20 21တိတရဲ့ကျွန်တော်ပါဝါကဘာဖြစ်လဲဆိုတော့6ဖြစ်ပါတယ်တရဲ့ပါဝါ6ဆိုတော့ဒီမှာလည်းကျွန်တော်တို့2 6ဆိုပြီးတော့6ပိတ်နဲ့ထွက်သွားတယ်ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ပြီးပါဒါက17နိုင်10မိနစ်အတွက်ပါခင်ဗျာနော်နောက်တစ်ခုကတော့တရဲ့6 1 3 9 9 6နဲ့1နဲ့ပေါင်းတော့ ခုနှစ်သုံးနဲ့ခုနှစ်နဲ့ပေါင်းတော့30သုံးညနဲ့ပေါင်း30 16ခုနှစ်ခုနှစ်ရဲ့ပါဝါကနှစ်နော်ခုနှစ်ပါဝါနှစ်ဖြစ်တဲ့အတွက်ဒီမှာဖြစ်သွားပြီလေနှစ်ပိတ်နဲ့90နဲ့နှစ်ထွက်သွားပြီနောက်လာမယ်ကျွန်တော်တို့နော်25ရက်နေ့72နာရီတမနစ်မှာဘာဖြစ်နိုင်ကြီးရှိလဲဆိုတော့63ပေါင်းချင်းရဲ့6 1 3ဟုတ်ပြီနော်6နဲ့3နဲ့ပေါင်းတော့9 10 16 27ပေါ့ တည့်ရပါဝါကောင်းပါပဲ6ဟုတ်ပြီကျွန်တော်တို့6ပိတ်နဲ့နှစ်6လာပြီခင်ဗျာเนาะနှစ်6နှစ်6ကလည်းကျွန်တော်အခွင့်အရေးကเนาะကျွန်တော်တွက်ပြရတာ60နှစ်အခုကျနှစ်6ပြန်ထွက်လဲဟုတ်ပြီเนาะပြောလို့မရောနှစ်ရက်ပြန်ကြားလဲတွက်ထွက်လဲထွက်နိုင်ပါတယ်ခင်ဗျာเนาะဆက်ကြောက်ပါခင်ဗျာစနေနေ့တမနေ့ရက်မှာကျွန်တော်တို့26တခွဲရသွားပြီအရန်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အရန်ကနန်းလေးက ဒီမှာเนาะအရန်ကနန်းဆိုရင်ကျွန်တော်ဘာလို့တွဲမလဲဆိုတော့ခုနှစ်ပါဝါနှစ်ခုနှစ်ရက်နှက်ခတ်က၃ညဟုတ်ပြီเนาะတစ်ပါဝါ၆တရက်နှက်ခတ်က၈အဲ့မှာတွဲမယ်ဆိုရင်ခွန်၁ခွန်၆ခွန်၈လာမယ်နှစ်၁နှစ်၆နှစ်၈၃ည၁၃ည၆၃ည၈ဟုတ်ပြီเนาะဒါလေးတွေကအရန်ထိုးလို့ရပါတယ်အဓိက main ကတော့26ကတော့ main ပေါ့ခင်ဗျဟုတ်ပြီနော်26ကမေးအခုကျွန်တော်ညနေ4နာရီခွဲအတွက်ကိုကျွန်တော်ပြပါမယ် ဟိုနော်ညနေကျွန်တော်တို့25ရက်နေ့ညနေ4နိုင်ခွဲအတွက်ပထမဆုံးကျွန်တော်တို့ညနေပိုင်း4နိုင်ခွဲအတွက်ထိပ်စည်းလေးကိုကျွန်တော်စပြမယ်ဟုတ်ပြီနော်ထိပ်စည်းပိုင်းကိုကျွန်တော်တို့စကြည့်မယ်ခင်ဗျထိပ်စည်းပိုင်းကဘာဖြစ်မလဲဆိုတော့ထိပ်စည်းပိုင်းကဒီငါးလုံးပေါင်းခြင်းဟုတ်ပြီနော်ဒီငါးလုံးပေါင်းခြင်းဒီငါးလုံးပေါင်းခြင်း8 4 8 6အဲ့ဒီငါးလုံးပေါင်းခြင်းအဲ့ငါးလုံးပေါင်းခြင်းကဘာဖြစ်မလဲဆိုတော့ကျွန်တော်က၈နဲ့၄၆ ၄နဲ့ပေါင်းတော့20 26 29ခုနှစ်ဟုတ်ပြီเนาะ29ခုနှစ်ဆိုတော့ခုနှစ်ရဲ့နှစ်ခတ်ပေါ့ကျွန်တော်ကနှစ်ခတ်ကိုယူလိုက်တယ်ခုနှစ်နှစ်ခတ်ကဘာဖြစ်သွားပြီလဲဆိုတော့3ညဖြစ်ပါတယ်ဟုတ်ပြီเนาะဒီ၅လုံးပေါင်းချင်းပြန်ပေါင်းပြမယ်ခင်ဗျာเนาะ10 19 29ခုနှစ်ခုနှစ်ရဲ့နှစ်ခတ်က3ညဒီမှာကျွန်တော်တို့3ညထိပ်စီးထွက်သွားတယ်။ဟုတ်ပြီနော်ခုနှစ်နှစ်ခတ်က3ည3ညထိပ်စီးလေးထွက်လာတယ်။ဒါက25ရက်နေ့ညနေ4နာရီခွဲအတွက်ထိပ်စီးပါ နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်ဆိုရင်ဒီ၅လုံးပေါင်းချင်းမဲ့သူလဲဟုတ်ပြီเนาะဒီ၅လုံးပေါင်းချင်းမှာတက်ဆက်၈၈ပေါ့ရှေ့ရဲ့နတ်ခတ်က1ဖြစ်တယ်ဒီမှာလည်းဗာထပ်သွားတယ်1ထိပ်ဟုတ်ပြီเนาะဒီ၅လုံးပေါင်းချင်းကတက်ဆက်၈၈ရှေ့ရဲ့နတ်ခတ်က1 1ထိပ်စီဒါကြောင့်လာမယ့်ညနေ၄နာရီခွဲမှာ25ရက်နေ့ညနေ၄နာရီခွဲမှာဒီ၅လုံးပေါင်းချင်းเนาะဒီ၅လုံးပေါင်းချင်းက6 3 9 10 73 2321ပေါ့ခင်ဗျာ21ဆိုတော့ကျွန်တော်1ရဲ့နက်ခတ်ကဘာဖြစ်မလဲ10เนาะ1ရဲ့နက်ခတ်က10ဖြစ်တဲ့အတွက်ကျွန်တော်ဘာထိတ်စီရသွားပြီလဲ10ထိတ်စီโอเค10ထိတ်စီကျွန်တော်တို့တလုံးရသွားပြီဟုတ်ပြီเนาะ10ထိတ်စီရသွားပြီဒီ9လုံးပေါင်းချင်း9 9ဒီမှာလဲ9 9နဲ့48 21 1ရဲ့နက်ခတ်က10 10ထိတ်စီ ဟုတ်ပြီနော်အပိတ်ကိုကျွန်တော်ဆက်ကြည့်မယ်ညနေ၄နာရီခွဲတွေ့25ရက်နေ့အင်္ဂါနေ့ညနေ၄နာရီခွဲတွေ့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဘာနဲ့ဘာနဲ့လာမလဲဆိုတော့ဒီမှာကျွန်တော်တို့နေ၈အဲလေးလုံးပေါင်းခြင်းဟုတ်ပြီတစ်ဆယ်ဆက်ရှင်းနဲ့ဆက်နဲ့နှစ်ဟုတ်ပြီဒီမှာကျွန်တော်တို့ဒီဟာကျွန်တော်ဒီမှာခဲလေးနဲ့ဝိုင်းလိုက်မှာဟုတ်ပြီနော်အဲမင်းလေးနဲ့တစ်ဆယ်နှစ်နဲ့ရှင်းနဲ့ပေါင်းတော့တစ်ဆယ်ဒီဟာ တရားနှစ်လုံးပေါင်းခြင်းပဲဟုတ်ပြီနော်ဒီလေးလုံးပေါင်းခြင်းဒီလေးလုံးပေါင်းခြင်းကနှစ်နဲ့ဆင်းနဲ့ပေါင်းတော့10 18 22 22နှစ်22နှစ်ရဲ့နှစ်ခက်က4ဖြစ်တယ်ဒီမှာဘာထွက်သွားပြီလဲဆိုတော့4ထိပ်4အပိတ်ထွက်လာတယ်3ညာနဲ့4 2 8 4 8လေလုံးပေါင်းခြင်းက10 18 22နှစ်ရဲ့နှစ်ခက်က၄၃ည၄ထွက်သွားတယ်။ဟုတ်ပြီနော်။နောက်တစ်ခုကြောင်းလို့ဆက်ကြည့်မယ်။နောက်တစ်ခုကဆိုရင်ဒီမှာဒီညလုံးဒီညလုံးလေးလုံးပေါင်းခြင်းပေါ့နော်။ လေးလုံးပေါင်းချင်းကခွန်၃ညတင်းနဲ့ပေါင်းချင်းက၁၀ဖြစ်ပါတယ်၃ညရဲ့နက်ခတ်ကခွန်နဲ့ဒီမှာခွန်နဲ့အပိတ်ထွက်သွားတယ်တခွန်ဟုတ်ပြီနော်တခွန်ထွက်သွားပါတယ်ဒါကြောင့်မို့25ရင်းနဲ့ညနေ၄နိုင်ခွဲမှာဖြစ်နိုင်ကြီးရှိတဲ့ကဏ္ဍကတော့နော်ဒီကဒီနှလုံးပေါင်းချင်းပဲလေးလုံးပေါင်းချင်းပေါ့လေးလုံးပေါင်းချင်းက6ခွန်နဲ့7နဲ့ပေါင်းတော့15 9ရဲ့နက်ခတ်က3ဟုတ်ပြီနော်ပါဝါတွဲထွက်လာပါတယ်ဘာဖြစ်လဲ80နဲ့3 ဟုတ်ပြီเนาะ80နဲ့3ဒါကပါဝါအတွက်ထွက်သွားတာ80နဲ့3ထိုးအောင်မှာကကျွန်တော်တို့ main ခွက်က2ခွက်ပဲရှိပါတယ်2683ဟုတ်ပြီเนาะအဲ့ဒီမှာမှတွဲမယ်ဆိုရင်တင်းနဲ့ခက်က71ရဲ့ပါဝါက6 9ရဲ့နဲ့ခက်ကတော့9ရဲ့ပါဝါက3ညတွဲထုတ်လို့ရပါတယ်မိမိတို့တွဲခြင်းတွဲထုတ်လို့ရပါဟုတ်ပြီနော်အဲ့လိုတွဲထုတ်လို့ရပါတယ်နောက်တစ်ခုကျွန်တော်တွဲတက်တယ်နော်ဒီမှာဆိုရင်2 3 မှာ2 3ပြန်လာနိုင်တယ်2 3ထိုးကျင်တဲ့လူ2 3ပြန်ထိုးလို့ရပါတယ်2 3ရဲ့ဘာဖြစ်လဲ8 6ဟုတ်ပြီเนาะ2 3နဲ့8 6ပြန်ထိုးလို့ရပါတယ်2 3 8 6ဒီလိုလဲထွက်တတ်တယ်8 6 2 3ထွက်တတ်တယ်ဟုတ်ပြီเนาะအဲ့ဒါလေးတွေမိမိတို့ပြန်ထိုးလို့ရပဲ2 6 8 3နဲ့2 3 8 6ရဲ့ဒါလေးတွေက25ရက်နေအတွက်အားလုံးပဲ25ရက်နေမနက်ဝညနေရောအားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ